ီးရှို့ရမယ်နဲ့ဆိုလူအများကြီးကဒီယုတ်ကြီးကို ဝိုင်းမီထမ်းလာကြတယ်။ဒီယုတ်ကြီးတွေကဘာယုတ်ကြီးတွေလဲ။ရှားကြီးတန်းလန်းတန်းလန်းကြီးတွေနဲ့လူတွေအမြင်မှာကြည့်မကောင်းတဲ့အယုတ်ကြီးတွေလို့ထင်မိကြမှာပါ။ဟုတ်ပါတယ်။မီးရှို့ဖျက်ဆီးရမယ်နဲ့ဆိုယုတ်ထုကြီးတွေပါ။တခါတုန်းကဘာလီကျွန်းမှာရှိတဲ့ ူတဦးချင်းစီရဲ့စိတ်ထဲမှာနှဆိုးတကောင်စီခြောက်လန့်နေကြတာပါဒီနှဆိုးတွေကို မျက်စိနဲ့မမြင်ရပါဘူးလူတွေရဲ့စိတ်ကို၆ချောင်းအောင်လှည့်ပြားတတ်ကြပါသည်တချို့ဟာမနာလိုမှုတွေနဲ့ပြဿနာတွေတက်ပြီးရန်တွေဖြစ်ကြတယ်။တချို့ဟာဒေါသနဲ့ဆုံးရှုံးမှုတွေသာရခဲ့ကြတာပါ။ တချို့ကတော့မိမိကိုယ်ကိုယ်တောင် မတန်ရှင်းနိုင်တော့အောင် မကောင်းတာတွေနဲ့ပဲအတက်မွေးနေကြတာပါတနေ့မှာတော့ဘာလီကျိုးမှာနေထိုင်ကြတဲ့လူမျိုးစုတွေကဒီစိတ်ထဲကနှဆိုးတွေကို မျက်စိနဲ့မြင်ရအောင်ဆိုပြီးပြသဖို့အတွက်စဉ်းစားလိုက်ကြပြီးအကြံရသွားကြပါတယ်ရွာသားတွေကသူတို့ပတ်ဝန်းကျင်ကအလွယ်တကူရနိုင်တဲ့ပစ္စည်းတွေနဲ့ပဲတည်ဆောက်တယ် ဝါးကိုအသုံးပြုပြီးအယုတ်ကြီးကြီးဖန်နေတယ်။စက်ကူနဲ့ပဲနှဆိုးမျက်နှာပုံပေါ်တယ်။မိသားစုတစ်ခုလုံးစုပြီးအပွဲတစ်ပွဲလုံးစုပြီးစိတ်ထဲကနှဆိုးကိုရုပ်ပုံပေါ်လာပြီးကြောက်စရာကောင်းအောင်ဖန်တီးလိုက်ကြတာပါ။သူတို့ဖန်တီးလိုက်တာကအိုကူအိုကူဆိုတဲ့ကြီးမကျန်းတဲ့နှဆိုးရုပ်ကြီးတွေပါ။အိုကူအိုကူဆိုတဲ့ဇကားကလည်း1990ခုနှစ် နောက်ပိုင်းမှသာဖြစ်လာတဲ့နာမည်တစ်ခုပါ သူ့ရဲ့မူလအစဟာအိုဂူးအိုဂူးမဟုတ်ပါဘူးအိုဂတ်အိုဂတ်ပါအိုဂတ်ဆိုတာကို ရှင်းပြရမယ်ဆိုရင်လှုပ်ခတ်ခြင်းဒါမှမဟုတ်အဆက်မပြတ်လှုပ်ခတ်ခြင်းလို့ယူဆရပါတယ်နေပြီနေ့မတိုင်ခင်တရက်အလိုမှာအိုဂူးအိုဂူးတွေကိုတစ်မြို့လုံးတစ်ရွာလုံးကိုလှည့်ပြီးအတီးအမုံနဲ့ ခန့်ခန့်နာနာတည်ဆောင်သွားကြတာပါဒီယုတ်ကြီးတွေကိုတဲလာပြီးရင်တော့ရွာဒီရွာပြီးတရွာကနှဆိုးယုတ်ကြီးတွေအကုန်လုံးကိုစီတန်းလိုက်ပြီးတော့ပရိပြုလုပ်ကြပါတယ်နှဆိုးတကောင်ပြီးတကောင်မြို့လေရွာလေထဲမှာကားလုပ်ကြရတာပါကားပြီးတဲ့အခါမှာလဲဝိုင်းဝန်းလက်ပတ်ပြီးကစားပြီးရပါသေးတယ်ပြီးရင်တော့အဲ့နှဆိုးအယုတ်ကြီးတွေကို ်တင်းញိုင်းမှာပဲမီးရှို့ဖျက်ဆီးရမှာပဲဖြစ်ပါတယ်။အဲ့လိုမီးရှို့ဖျက်ဆီးခြင်းအားဖြင့်လူလောက လူပတ်ဝန်းကျင်မှာရှိတဲ့မြင်အပ်မမြင်အပ်သောမကောင်းတဲ့အရာတွေကိုဖြစ်မလာအောင်တားဆီးလိုက်တယ်လို့သူတို့လူမျိုးတွေကယုံကြည်ကြတာပါ။မိတောင်းနဲ့အတူမကောင်းတာတွေအကုန်လောင်ကျွမ်းသွားတဲ့အတွက်မကောင်းတာတွေမဖြစ်တော့ဘူးလို့ယုံကြည်ကြတာပါ။ ။အိုကူးအိုကူးဟာတကယ်တော့နှဆိုးတကောင်လုံးဝမဟုတ်ပါဘူး။သူကစိတ်တစ်ခုရဲ့အယုတ်ပါ။သူကမနာလိုမှုဒေါသလောဘမကောင်းတဲ့စိတ်တွေကို ပုံဖော်ပြီးမိရှုဖြက်စည်းဖို့ခံတီးထားတဲ့ယုံကြည်မှုဓလေ့တစ်ခုပဲဖြစ်ပါတယ်။ပုံမြင်ပုံစံဖန်တီးထားတာမလို့အမာရွေးများအစင်မပြေတာများရှိခဲ့ရင် နားလေပေးကြပါလို့မြစ်တာရက်ခံအပ်ပါတယ်ခမညာ။ ကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးတင်ပါတယ်